Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။အသင်းရဲ့တာဝန်ရှိသူတွေကတယောက်ဖြစ်တဲ့ Jason Wilcox ကတော့ဒါ Manchester United ရဲ့ပြည်သက်တဲ့အနေနဲ့ပေါ့နော်။ဒါလမ်းလုံငန်းစဉ်ကိုလုံယုံကြည်ကြဖို့အတွက်တိုက်တွန်းထားတာမျိုးတွေကျွန်တော်ရှိတယ်။ပြောထားတာမျိုးကျွန်တော်ရှိတယ်ပေါ့။အဲ့ဒီ Crystal Palace နဲ့ပွဲစဉ်အနိုင်ရအပီမှာဒါနဲ့ပတ်သက်လို့ကျွန်တော်တို့ကအဆွေးနွေးကြည့်အောင်ပါဆိုတော့ United ကဒီညမှာကျွန်တော်ဝူဘာဟန်တန်ကိုလက်ခံရှင်ပြအဝူဘာဟန်တန်ကိုရှင်ပြန်ကစားရမယ် ဆိုတော့ဒီကျွန်တော်တို့ပွဲစဉ်15ရက်နောက်ဆုံးပွဲပေါ့နော်တုံ့တန်နိုင်မယ်ကိုရီးယားနောက်ဆုံးမှပဲကစားတာဆိုတော့အာဝါချောင်းစီစဉ်ကျွန်တော်ရှိပါတယ်လာပြီးတော့ကြွားညာမှုကျွန်တော်ပြောလေးပါတယ်ဒီမတိုင်းကမှာဆိုလို့ရှိရင်လည်းကိုပိုင်သူတို့ရဲ့ကျွန်တော်ဒါ premium stock video တွေပါကျွန်တော်ရှိပါတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါဆိုတော့သူကဒါကဘယ်တော့ငါပြောလဲဆိုတော့ဒါ Manchester United ကလွန်ခဲ့တဲ့တင်းငွေနေ့နေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ Crystal Palace ရဲ့အိမ်ဝင်းမှာတွားပြီးတော့ရှင်ပြိုင်ကစားရရင်တကူးနှစ်ကူးဆိုတဲ့ရလနဲ့ကျွန်တော်တို့အနိုင်ရနိုင်ခဲ့တော့ဗောနော် အပွဲပြီးတော့ပြန်လျှောက်လာတဲ့လမ်းမှာဆိုလို့ရှိရင်သူ journalist တွေနဲ့တွေ့တယ်ပေါ့ journalist တွေနဲ့စကားစင်ပြီးပြောရင်းနဲ့ press the process ဆိုပြီးတော့သူပျော်သွားတာမျိုးရှိတယ်ပေါ့ဗျာဆိုတော့အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်ပြည်သက်ဒီဂျားထဲမှာဆိုလို့ရှိရင်အရန်ကို Jason Wilcox လို့နဲ့ပတ်သက်ပြီးတော့ဒါပြောစရာတွေကျွန်တော်ဖြစ်နေတယ်ဗောနော်အဲပြီးလို့ရှိရင်သူနောက်ဆုံးပေါ်လာသေးတာဘယ်တော့ကလည်းမှတ်မိကြလားမသိဘူးညီကိုတို့ကျွန်တော်တို့၃ဘွဲဇက်တိုက်နိုင်တော့ကလေးနော် Brighton တို့ဘာတို့နော်ဇက်တိုက်တွေကျွန်တော်နိုင်တယ်လीအ နော် Brighton တို့ဘာလို့လဲကျွန်တော်တို့နိုင်နေဆိုတော့၃ဘက်ဆက်တိုက်နိုင်တော့ကလည်းဘာပေါ်လာလဲဆိုတော့သူ Carrington လေ့ကျင့်ရင်ခွင့်မှာဆိုလို့ရှိရင်အာကျွန်တော်တို့ရဲ့ကစားဟန်ဒီကတော့ဘယ်လူသွားဖို့ရှိတယ်ဘယ်လူဘယ်ညာလုံးဝ agenda agenda video clip လေးကျွန်တော်တို့ဒီပေါ်လာသေးတယ်အခုနောက်ပိုင်းတော့ပျောက်သွားပြီဗောနော်ပျောက်သွားရင်လည်း Crystal Palace နဲ့ပွဲမှာအဝေးခွင့်မှာနိုင်တော့ trust the process ဆိုပြီးတော့ journalist တွေကိုပြောရင်ထပ်ပြီးတော့ပေါ်လာတာဆိုတော့ဒီနေရာမှာ ဟိုလုပ်ငန်းစဉ်ကိုယုံကြည်ဖို့ပေါ့ဗျာလက်ရှိမှာဆိုလို့ရှိရင်ကျွန်တော်ဘောလုံးပရိသတ်တွေကြားထဲမှာဆိုလို့ရှိရင်အချိန်ပေးခြင်းနဲ့လူတယောက်ကိုကျွန်တော်ဒါတုံးနေစကလုံးပေါ့တကယ်တမ်းကဗျာမနက်ပြောရင်လုပ်ငန်းစဉ်ဆိုတာကတော့ချက်ချင်းလက်ငင်းကြီးအထမြောက်တာမျိုးမဟုတ်တော့အတိုင်းတာတစ်ခုတည်းပေါ့နော်အလုပ်ဖြစ်တာမျိုးကိုတွေ့ရဖို့တိုးတက်တာမျိုးကိုတွေ့ရဖို့ဆိုလို့ရှိရင်ကျွန်တော်ကအချိန်တိုင်းတာတစ်ခုတည်းကျွန်တော်ပေးရတယ်ပေါ့နော်အချိန်တိုင်းတာတစ်ခုတည်းပေးရတဲ့အခါမှာဖြည်းဖြည်းချင်းဖြည်းဖြည်းချင်းနဲ့တိုးတက်လာတာတွေကိုကျွန်တော်တွေ့ရဖို့ကိုလူချင်းနဲ့ အနေထားတစ်ခုထိရောက်ဖို့ဆိုလို့ရှိရင်အချိန်ပေးရတယ်ပေါ့ဒါပေမဲ့လို့အချိန်ပေးတယ်ဆိုတဲ့နေရာမှာဟိုဒီအချိန်ပေးပါမယ်အခုလက်ရှိကုံသွားတဲ့အချိန်တော်တွင်မှာဘယ်လောက်ထိတိုးတက်မှုတွေရှိလာသလဲပေါ့ဒါတွေကလည်းကျွန်တော်မြင်ရဖို့လိုတယ်လောလောဆယ်ကျွန်တော် MOD နဲ့ပတ်သက်ပြီးတော့ညီကလေးတို့တိတဲ့အတိုင်းပဲကျွန်တော်အပေါ်သွင်းတော့သဘောထားဘလို့ရှိတယ်လဲဆိုတာသို့တော်လည်းပဲအရာအလုံးရဲ့ပြဿနာတွေဘာတွေဆိုတာမျိုးက Rubin MOD တို့ဘာလို့ဆိုတာတဲ့သူ့ထက်ပို့ပြီးတော့တစင်မြင့်တဲ့ဒီပိုင်းရှင်တွေတောင်းရှိသူတွေစီကနေပြီးတော့ကျွန်တော်လာတာဒါလို့ပြောလို့ရှိရင်ချွတ်ကြတော့လည်းသိရမလားအာ ဒီပိုင်ရှင်တွေကကွင်းထဲမှာစင်ကန်နေသူတွေမှမဟုတ်တာဒီပိုင်ရှင်ရဲ့နီးပြမှာမဟုတ်တာတကယ်တမ်းကသူတို့တွေဒီ Manchester United ရဲ့သွားရတော်ရင်ရှင်လမ်းကြောင်းမှာဆိုလို့ရှင်အရာအလုံးကိုဥဆောင်နေတဲ့သူတွေเนาะဆိုတော့အခုလက်ရှိသူတို့ဥဆောင်မှုတွေကဘလူးမန်အသင်းပေါ်မှာတိုးတက်လာတဲ့အနေအထားမှာအများကြီးရှိမနေဘူးလူခေါ်ယူမှုတွေမှာတော့ကစားမကောင်းနေကျွန်တော်ရောက်လာမယ်ဒါပေမဲ့အသင်းဘက်ကသွားနေတဲ့လမ်းကြောင်းမှာတိုးတက်လာပါတယ်ဆိုပြီးတော့ချပြလို့ရတဲ့အရာကျွန်တော်အများကြီးရှိမနေဘူးဆိုတော့ Ineos တို့ဘာလို့ကျွန်တော်ဘယ်တော့ရောက်လာတယ် ရောက်လာပြီးတဲ့နောက်ပိုင်းမှာအသင်းမှာကျွန်တော်အခုလက်ရှိအချိန်ထိအကြီးမားဆုံးအမှားနှစ်ခုကိုသူတို့ကျူးလွန်ထားတယ်။နော်နံပါတ်1က Eric တန်ခါကိုဆက်ထားဖို့မထားဖို့မတိကြဘဲနဲ့လက်ရှိမှာသူတို့မတိကြတဲ့သူတို့တေချာမတိတဲ့အရာကြီးကိုဆက်ထားရင်လည်းအသင်းဟာထုတ်ပယ်လိုက်ရတယ်။ဒါဟာလုံးဝငွေကြီးတွေလည်းတန်း900လောက်နီးပါးအလဟတ်သက်ဖြစ်သွားပြီးတော့ကစားမားတွေဟာလုံးဝအဖက်မတင်မနဲ့အကုန်တိုင်ပတ်သွားတဲ့အကြီးမားဆုံးအမှားတွေကတခုပဲ။အခုလက်ရှိ Ruben Amorim နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဟာသူတို့ကနီးပြားတယောက်ကိုအလုပ်ဖြစ်ဖို့အတွက်အချိန်ပေးကြောင်း เนาะဒါအပြင်ဘယ်လိုပြောမလဲသူတို့အနေနဲ့ပိုင်းရှင်ကောင်းနေဖြစ်ကြောင်းတတိပြကျင်နေသူတို့အမှားဆိုတာကြီးကိုလက်မခံကျင်တဲ့အခြေအနေမျိုးမှာသူတို့ကရူဘင်အမ်မိုရင်ကိုမျက်စိစုံမှိတ်ပြီးတော့ကျွန်တော်တို့ဒါအချိန်ပေးနေတာเนาะအချိန်ပေးနေတာအဲ့တော့ဒါဒီလုံးဝမဖြစ်တဲ့ဒါအတင်းတောင်းရင်ရှိသူတွေဘက်ကအမှားမျိုးရူဘင်အမိုရင်ကသူကောင်းရင်ကောင်းမယ်မကောင်းရင်မကောင်းဘူးဒါပေမဲ့သူ့ကိုဆက်ထားမလားလက်လွတ်မလားဆိုပြီးတော့ဆုံးဖြတ်ရမှာဒီကျွန်တော်တို့ဒါအတင်းတောင်းရင်ရှိသူတွေအတင်းကိုအမှန်ကန် ကျွန်တော်ဘောနော်ဟိုမှန်ကန်တဲ့ direction မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုတည်ပေးဖို့ကြိုးပမ်းနေတဲ့သူတွေရဲ့တာဝန်ပဲပြည်ထနာကသူတို့တွေဒီအခုလက်ရှိအချိန်ကြီးရှေ့က every တန်ခါတော့ကပုံစံမျိုးပဲမသေးကြဘူးဖြစ်နေတယ်သူတို့မှာ every တန်ခါလက်ထက်တော့ကလည်းသူတို့အဲ့လိုမသေးကြဘူးမသေးကြဘဲနဲ့သူတို့ဘာလုပ်လဲဆိုတော့ကျွန်တော်ဒီဘယ်လိုပြောရမလဲဒါပေတော့တန်ဟာကိုဆက်ပြီးတော့မခန့်ကျင်ဘူးမခန့်ကျင်တော့အခါကျတော့ကျွန်တော်တခြားနီးပြတွေကိုကျွန်တော်ဆက်ပြီးတော့သူတို့က interview တွေပါတယ်လုပ်တယ် Thomas Tuchel ကို ကျွန်တော်တို့ဒါမိုနာကိုမှာအင်တာဗျူးတာတွေเนาะတခြားနီးပြတွေကိုကျွန်တော်တို့ဒါအင်တာဗျူးတာတွေကျွန်တော်လုပ်တယ်အဲပြည်တနာကအဲ့လိုအင်တာဗျူးတွေလာလုပ်ပြီးတော့သူတို့လိုချင်တဲ့သူလည်းမရရောငါငါတို့ကတော့အမ်မိုဒါနီးပြပါလေဒီဒီဒီအဲရစ်တန်ကကိုဆက်ထားပါမယ်ဆိုပြီးတော့ဖြစ်လာရောဖြစ်လာရင်လည်းကျွန်တော်ဘောနော်နွေရာသီပြောင်းရှုမှာလူတွေပါတွေဝယ်ပြီးတယ်ပြည်တနာကအဲရစ်တန်ကတူးတက်မလာတော့ကျွန်တော်ပွဲစဉ်၉လောက်မှာလာလာကျွန်တော်ထုတ်လိုက်ရတယ်ထုတ်ပြီးတော့ဂျားကာလာကြီးမှာအမ်မိုရင်ကိုကျွန်တော်တို့ဟိုအမ်မိုရင်မလာခြင်းမအောင်ဆိုတာကြီးကိုကျွန်တော်ခေါ်ပြီးတော့ဘောနော်အဲကျွန်တော်တို့ဒီ ထားတယ်ညီပြဖြစ်ခန့်လိုက်တယ်အခုလက်ရှိကျွန်တော်အမ်ဘိုရင်ဟာတမိုင်းတစ်ချောက်အစိုးရအုံပုံစံမျိုးတွေကတခုအဖြစ်နဲ့အဆင့်15နဲ့ယာယီတင်းသွားရတယ်ဆိုတော့သူတို့ကဒါဒီလည်းပဲသူတို့အနေနဲ့ပေါ့နော်ဟိုအော်ငါတို့ကတော့အခြေသူတို့ကမတိကြဘူးဗျာမတိကြဘဲနဲ့သူတို့အနေနဲ့အချိန်ဆက်ပြီးတော့ပေးတယ်ငွေတွေတုံးပေးတယ်အခုလက်ရှိအချိန်ထိအမ်ဘိုရင်ဟာရောက်စားကနေအခုချိန်ထိပရီးမီးယားလိနိုင်ပွဲ73ပွဲပဲသူပေါ်ဆောင်ထားနိုင်သေးတယ်။အဲ့တော့ပြောချင်တာကအသင်းတာဝန်ရှိသူတွေရဲ့ဘက်ကကျွန်တော်တို့အသင်းကိုအမှန်ကန ဦးစီးဖို့ကြိုးပမ်းနေတဲ့အနေအထားမှာဘယ်လို့မှအတင်းဟာတူတက်တဲ့လမ်းကြောင်းပေါ်တူတက်တဲ့လက္ခဏာပေါ်မှာကျွန်တော်မြင်မနေရဘူးချို့ကျတော့ငွေသုံးပေးကြလို့ကျွန်တော်ပြောကြတယ်တကယ်တော့ငွေသုံးနေနေရဆိုတဲ့နေရာမှာထိရောက်မှုရှိအောင်မသုံးနိုင်ငွေရဖြုံးတိရပဲကျွန်တော်ကြမှာပဲအဲ့တော့လက်ရှိအတင်းတောင်းအောင်ရှိသူတွေရဲ့ဘက်ကတော့သူတို့အနေနဲ့ Crystal Palace ကိုနိုင်ရခဲ့တဲ့ပွဲပြီးမှာ Journalist တွေကိုပြောခဲ့တဲ့ Trust the process တို့ဘာလို့ဆိုတာမျိုးကမှန်ကန်တဲ့လမ်းကြောင်းဟုတ်မနေလို့ရှိရင်လုပ်ငန်းစဉ်ဆိုတာမှန်ကန်တဲ့လုပ်ငန်းစဉ်ဟုတ်မနေဘူးဆိုရင် ကြုံကြည်ရတာအလကားပါအချိန်ပေးရတာအချိန်ကုန်တာပဲကျွန်တော်အဖက်တင်နေအခုချိန်ကြီးလဲနီးပြရဲ့အချိန်ကြီးနဲ့ပတ်သက်ပြီးတော့သူတို့ကတီးထက်ပို့မစူမချင်းငါတို့ကတော့မထုတ်ဘူးกว่าဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အပြောင်းလဲမလုပ်ဘူးกว่าဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အဲ့တော့လာမယ့်ဥပါနဲ့နဲ့ပွဲစဉ်မှာကျွန်တော်ကျွန်တော်ကတော့နိုင်မယ်လို့ထင်တာပဲဗောနော်အငယ်လို့နိုင်မယ်ဆိုလို့ရှိရင် narrative တွေကပြောင်းသွားအောင်မှာသူတို့ဘက်ကဒါကျွန်တော်တို့တော်တော်ကိုစိတ်ပူစရာအနေထားမျိုးပါအဲကြောင့်လဲဆိုတော့ကျွန်တော်တို့ကနီးပြတယောက်နဲ့အတက်ကလတ်တင်တစ်ခုရဲ့အချိန်ဒီတစ်ခုလုံးကိုနိုင်ပွဲတစ်ပွဲလောက်အပေါ်မှာရင်ကျွန်တော်တို့ကဆုံးဖြတ်ဖို့ကြိုးပမ်းနေတာ နော်အငယ်လို့ဒီတပွဲနိုင်ပြီးတော့နောက်ထပ်ပွဲတွေတိုင်ပတ်နေဦးမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဘလို့ဆက်ပြီးတော့ဆုံးဖြတ်မလဲပေါ့ဒါတွေကလည်းကျွန်တော်ရှိသေးတယ်အဲ့တော့အသင်းတောင်ရှိသူတွေရဲ့ဘက်ကကျွန်တော်အနေနဲ့အောင်မြင်မှုတွေစီရောက်ဖို့အတွက်ဒီလူတွေဟာဥဆောင်နေစွမ်းရှိတယ်လို့ကျွန်တော်မထင်ဘူးလက်ရှိအချိန်ထိသူတို့လုပ်ရက်တွေကအခုသူတို့အနေနဲ့ရှေ့မှာကျွန်တော်တို့ Ineos တို့ဘာလို့ဥဆောင်ထားတဲ့ Nice တို့ဘာလို့ကျွန်တော်ကြည့်ပါလားအကုန်ဒုက္ခရောက်နေတာ Nice တို့ဘာလို့ကပြင်သစ်လီဂူမှာအကုန်ဒုက္ခရောက်နေတာ ဲ့တော့ဒီပိုင်ရှင်နေနဲ့ပတ်သက်လို့လည်းဘာမှတိတ်ပြီးတော့ယုံကြည်စရာအနေထားတွေကျွန်တော်ရှိမနေဘူးဆိုတော့ trust the process တဲ့ညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါဦးအားလုံးကိုကျေးဇူးများကြီးပါတယ်